မင်္ဂလာပါရှင်ကျမတို့ကခတ်တာပါ DVO မြန်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်စကိုင်းတိုင်း၆ဦးမြို့နယ်ပုံတို့ကြီးရွာသတင်းကြော်မီထုံပွဲကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သူတွေနဲ့ဆက်ဆက်ပါဝင်သူတွေရဲ့သတင်းအချက်အလက်တွေကိုဖိတ်ပို့ကြဖို့ People Security Force PSF မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဖိတ်ခေါ်ထားတယ်လို့သိရပါတယ်လူမဆန်စွာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့ပါရာမော်တာပိုင်လော့မောင်းသူတရက်ခန့်နဲ့ဆက်ဆက်တဲ့စစ်တပ်သတင်းပေးသူတွေကိုအပြစ်ပေးစီရင်နိုင်ဖို့ သူတို့တွေရဲ့သက်ဆိုင်တဲ့သတင်းချက်လက်တွေကိုတောင်းယူရတာဖြစ်တယ်လို့မုံရွာမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံက TV ကိုပြောခဲ့ပါတယ်။ ပြည်သူတွေနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကသတင်းချက်လက်တွေကို People Security Force PSF မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့လူမှုကွန်ရက်စာမျက်နှာရဲ့ Messenger ကနေတဆင့်လုံခြုံစိတ်ချစွာပေးပို့နိုင်တယ်လို့သူကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ညပိုင်းကစစ်တပ်ကစစ်တပ်လေထီနဲ့သတင်းချုပ်မီထုံပွဲတော်အတွင်ကိုလေကြောင်းကနေဘုံနှစ်ကြိမ်ကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူအယောက်20လောက်သေဆုံးခဲ့ပြီးစေကူတမှုခံယူနေသူအယောက်40နီးပါးထဲမှာအသက်အန္တရာယ်ဆုံးရသူတွေလည်းရှိနေတယ်လို့သိရပါတယ်ရှင်။ ရခိုင်ပြည်မှာအလုံးကင်ရှားပါမှုနဲ့စားဝတ်နေရေးအကျပ်တဲတွေကြောင့်ပြည်မဘက်ကိုအလုံးလုံးကင်ဖို့တောင်းရောက်တဲ့သူတွေကိုလမ်းမှာစစ်တပ်ကဖမ်းဆီးတာစစ်မှုထမ်းတဲ့ကိုဖမ်းခေါ်ခံရသူတွေရှိလာနေပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။လူကြမ်းမေလူကြမ်းမေလူဘဝဝေဒနာပို့ ရခိုင်ပြည်တောင်ကုန်းမြို့ကနေပြည်မာဘက်ကိုအလုံးလုံးကင်ဖို့တော်ရောက်ကြတဲ့သူတွေအပေါင်းဝင်လမ်းပြအဖြစ်လိုက်ပါပို့ဆောင်ပေးတဲ့ရခိုင်နဲ့ချင်းဒေသခံအယောက်90ကျော်ဟာစစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတယ်လို့ဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတွေကပြောပါရယ်။အော်တိုဘာလာပထမပတ်အတွင်းမှာတောင်ကုန်းမြို့ကနေတဆင်ပြည်ဘက်ကိုထွက်ခေါ်ရမှာပဲခူးတိုင်းပဒေါင်းလဲပေါ်မှာတင်စစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရတာပါလို့ဆိုပါရယ်။ ရခိုင်ရိုးမပေါ်မှာရှိကြပေါ့ဒီွာတွေကဒီတောင်ဘုပတောင်းလမ်းကြောင်းပေါ်မှာရှိတာဆိုတော့တချို့ကလမ်းပြအဖြစ်နဲ့အဲတူလိုင်းကဒီပြီးခရီးတော်တွေသူတွေပုံတော့ရှိတယ်အဲတချို့ကြတဲ့ကအဲခရီးတော်တွေမှာပါလာရဲ့ဟိုအထုပ်ပေါ်ရင်အဲသူတို့ပစ္စည်းတွေပြီးယူပို့ဆောင်တာရှိတယ်အဲဒီလိုလူတွေကိုဖန်ကားတာဖန်ကားတာပကိုးတိုင်းထဲမှာဖန်ကားတာလို့ကြားတယ်အဲဒီကလူငါစီအဲ့အထက်မှာရှိနေတယ်။ဟိုဒီတခြားဒီတောင်ကောကလူဒီမှာအဲသူတို့ရေးမိသားစုတွေတော့ပြီးတော့ အဲထနာဆိုင်ရနေဆင်းရဲတယ်ရှိတယ်မရပြင်းဘူးလို့ကြားတယ်မလွတ်ပြီးဘူးနော်အဲဆိုတဲ့ခါကျပေးချရခေါ်တယ်သူတို့အတိတ်ကအဲစမူထားပို့ပို့တော့တိုင်းကြီးကျောင်းကျောင်းတော်ပဲသူတို့ဖမ်းတာပါပဲဖန်စီခရယာသူတွေထဲမှာတောင်ကုတ်မြို့ပေါ်ရက်ွက်တွေအပအဝင်တောင်ကုတ်မြို့နယ်ရက်တော်မုံကြီးရော့က6ရောင်းဆလူကြီးရော့က4ရောင်းဒိုးနွေစန်းကြီးရော့က7ရောင်းရေပေါ်ကြီးကြီးရော့က9ရောင်း ၊ပိန်နေဆန်ကျော်က၃ယောက်နဲ့ပဒေါင်းမြို့နယ်ထဲကချင်းလူမျိုး၁၀ယောက်ကျော်ပါဝင်တယ်လို့သိရပါတယ်။လက်ရှိဖမ်းဆီးခံရသူတွေကိုညောင်ချစ်တောက်ကျော်ကစစ်ကောင်စီတက်စခန်းတွေနဲ့ဥရှိပင်မြို့ကတက်စခန်းတွေမှာဖမ်းဆီးထိန်သိမ်းထားတယ်လို့သိရပါတယ်။ရခိုင်ပြည်ကနဲ့ပြည်မကိုထွက်ခေါ်ဖို့ကြိုးစားတဲ့သူတွေဟာစစ်တပ်ကဖမ်းဆီးခံရနိုင်တာတခုပဲရင်ဆိုင်ရမှာမဟုတ်ပါဘူး။ ရခိုင်နယ်ပဲခူးတိုင်းမကွေတိုင်းအေရာဝတီတိုင်းအဆက်တွေမှာအရခတ်တော်အေအေနဲ့အာနာသိန်းစစ်တပ်ကြားတိုက်ပွဲတွေဖြစ်ပေါ်နေတာပါကဲဆိုလို့ရှိရင်တိုက်ပွဲမြေမြုံမိုင်းတွေနဲ့တူပြီးအသက်ဆုံးရှုံးနိုင်ပါ रे အဲ့ဒီလိုတိုက်ပွဲနဲ့မကြုံရင်တောင်မှလန်ခီကကြံနေပါ रे အနည်းဆုံးတပတ်စီရဲလောက်တော်လန်ခီကိုချင်းချင်းတော့ရတဲ့လမ်းကြောင်းကိုပဲအများစုရွေးချယ်ကြတာပါ တကယ်လို့ပြည်မဘက်ကိုရှောက်တော့ရင်လေလုံးလုံးတော့ NDA မကင်သေးပါဘူး။ရခိုင်တိုင်းရင်းသားတွေကိုစစ်တပ်ကအေးနဲ့ပတ်သက်တယ်ဆိုပြီးဖမ်းဆီးတာတွေရှိသလိုလူငယ်လူရွယ်တွေကိုလည်းစစ်မှုထက်ဖို့ပေါ်တာဆွဲခံရနိုင်ခြင်းရှိနေပါသေး။အဲ့ဒီလို NDA များတဲ့အပြင်ခရီးစည်းကလည်းမသေးလာပါဘူး။ရခိုင်ပြည်တောင်ကုန်းမြို့ကနေပြည်ဘက်ကိုထွက်ခေါ်ရမှာလူတယောက်ကိုခရီးစည်းရဲ့ဆစ်ရှစ်သိန်းအထိဈေးပေါက်ရောက်နေတယ်လို့သိရပါဗျ။ တစ်ဖက်မှာလေ AA အနေနဲ့ရခိုင်ပြည်ပြင်ပထွက်ခွန်မှုကိုအရေးပေါ်စီမံချက်ထားပြီးတားမြင့်ပိတ်ပင်နေပါတယ်။ဒါဆိုဘာလို့ရခိုင်ပြည်သားတွေပြည်မကိုအရေးစွန့်ပြီးတောင်းနေကြရပါသလဲ။ဒေသတွေအလို့အကိုင်းရှာပါမှုတွေစာဝန်တွေရဲ့ကြက်တီးမှုတွေကြောင့်တနည်းထက်တနည်းထွက်ခွန်မှုတွေလည်းများပြားလာနေတာပါလို့ရခိုင်တိုင်းရင်းသားတက်ကြွလှူရှားသူတယောက်ကပြောပါတယ်။အဓိကကတော့အလောက်ကိုင်းမရှိတဲ့ပြဿနာပေါ့နော် တော့တချို့ကြတော့ထဲမှာနေရတာအလုံးမရှိ၊ဂိုင်မရှိဖြစ်နေတဲ့အခါသူကမနေချင်းကြောက်ဘူး။မနေချင်းမနဲ့ဥမာသူရန်ကုန်ထွက်မယ်၊ရန်ကုန်ကနေမှတစင်းဒါငရဲသွားရင်လည်းသွားကြမှာပေါ့လေနော်။တချို့အခုဆိုရင်တော်တော်များသွားကြတာကအွန်မန်တို့ပေါ့သွားကြတယ်။ဒီပင်ကလေးတွေဆိုရင်အလုံးလုံးရှင်တို့ဖတ်ကြတာတွေရှိတယ်ပေါ့။တော့ကပညာရေးကိုတချို့ကြောက်လဲဒီအထက်မှာတော့ပညာသိနေရတယ်။ဒါမဲ့လည်းတော်တော်ပညာရေးစနစ်မှုတက်ခါကြတော့သူကပညာသိဉာဏ်လုံးဖတ်ကြတယ်ရှိတယ်ပေါ့နော်။ကျွန်တော်တို့ဒီလောလောဆယ်မှာတော့အလောကအဓိကရှားပါးမှုဖြစ်နေတဲ့စာရေး ဒီအစီဘီယူချက်တဲ့ဖြစ်နေတဲ့ကြောင့်အတိအကတော့ဖတ်ကြတာများတာပါတဖက်မှာလည်းဒေတာတွင်ဆက်သွေးရေးလိုင်းတွေပြတ်တောက်နေမှုတွေကြောင့် AAN နေနဲ့ရခိုင်ဒေတာခံတွေပြင်ပထွက်ခုံမှုနဲ့ပတ်သက်ပြီးကြုံရနိုင်တဲ့ NDA တွေကိုအသိပညာပေးဟောပြောတာတွေလှုံ့ဆော်ပေးစေလိုတယ်လို့ပြောဆိုမှုတွေလည်းရှိနေပါသေးတယ်။ 2025ခုနှစ်နေစာပိုင်းကစပြီးအခုအချိန်ထိရခိုင်ပြည်တောက်ကုန်းမြို့ကနေတဆင်ပြည်မဘက်ကိုထွက်ခေါ်တော့တဲ့ရခိုင်ဒေသခံ150ကျော်ဟာစစ်တပ်ရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီးတော့အဲ့ဒီထဲမှာအမျိုးသမီးကလေးငယ်တွေနဲ့တက်ကြီးပိုင်းတွေလည်းပါဝင်နေပြီးစစ်မှုန်ထဲကိုဖမ်းခေါ်ခံရသူတွေလည်းရှိနေတယ်လို့သိရပါတယ်။ကျွန်မကေခိုင်ပါ။လူကြမ်းလူကြမ်းလူဘိုးဘိုးကျွန်တော်ပို့ထားတော့ဟုတ်ကဲ့လာတော့ဟုတ်ကဲ့ ম မလေးရှားနိုင်ငံအနေနဲ့2025ခုနှစ်ရဲ့အလှည့်ကျဥက္ကဋ္ဌဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့တခြားမှာအာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဦးဆောင်ပြီးမြမအရေးတွေကိုဖြည့်ရှင်းဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG, NUCC, CRPH စတဲ့အဖွဲ့အစည်းတွေအပြင်တိုင်းဒေသလက်နက်ကင်ဒေါ်လာရေးအဖွဲ့တွေတိုင်းဒေသရေးရာအတိုင်းမေခံကောင်စီတွေ Federal Unit တွေနဲ့တခြားကိုယ်စားပြုအဖွဲ့အစည်းပေါင်းစုံကကိုယ်စားလှယ်တွေနဲ့တွဲဆောင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG က အော်တိုဘာလ17ရက်နေ့ကထုတ်ပြန်ပါတယ်အဲ့ဒီတွဲဆောင်ဆွေးနွေးမှုတွေကနေစစ်တပ်ရဲ့ရွေးကောက်ပွဲညှင်းပယ်ဖို့တော်လိုင်းတက်တွေအကြားစူးစီးညီညွတ်မှုတိစောက်ဖို့အားလုံးပါဝင်တဲ့နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုအကောင့်ထဲပေါ်ဖို့စတဲ့အဓိကရလဒ်6ခုရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျာ အဖွဲ့အစည်း20လောက်ပါတဲ့ဒေါ်လိုင်းအင်အားစုတွေဘက်ကအာဆီယံအနေနဲ့ဆေးဥစုကပြုလုပ်မဲ့ဘယ်ရွေးကောက်ပွဲကိုမဆိုညှင်းပယ်ပြီးအတိအမှတ်မပြုဘူး။အယက်သားတွေအပေါ်ကိုအကြမ်းဖက်မှုကနေကာကွယ်ဖို့အတွက်ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့လေကြောင်းတိုက်ခိုက်မှုပြည်သူတွေကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုအပေါ်တိတ်ဆိတ်နေဖို့ကိုအဆုံးသတ်ဖို့တောင်ဆန်းစုကြည်သမရဦးဝင်းမြင့်အပါအဝင်ဖန်စီခံထားတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးကိုချက်ချင်းလှုပ်ပေးဖို့ ။အာဆီယံသဘောတူညီချက်တွေကိုမလိုက်နာတဲ့စစ်တပ်ကို တာဝန်ခံစေပြီးတန်တမန်ရေးအရေးယူမှုအာဆီယံစည်းဝေးတွေကနေဖယ်ရှားအရေးယူဖို့နဲ့စစ်တပ်ကအာဆီယံဘုံသဘောတူညီချက်ကိုအကောင့်ထဲဖော်ရင်းနိုင်ငံတကာနဲ့အတူဖိအားပေးအရေးယူဖို့စာရီကိုစုပေါင်းတောင်းဆိုခဲ့ကြပါရဲ့ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းဖဲခုံနယ်ပင်လောင်မြို့နယ်ကြားကလုံပြင်ကျေးရွာအုပ်စုမြောင်စလုံးကျေးရွာကိုစစ်ကောင်မရှင်တက်တဲ့ပအိုးမျိုးသားတက်တော့ PNA တို့ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ PNOC ကသိရပါဗျ။တော်လိုင်းရေးတက်တွေ၄နှစ်ကြာထိန်းချုပ်ပြီးစခန်းချနေထိုင်ခဲ့တဲ့မြောင်စလုံးရွာကိုအော်တိုဘားလ၉ရက်နေ့နဲ့၁၀ရက်နေ့ကစစ်တပ်နဲ့ PNA တို့ပူးပေါင်းပြီးနေမီရှင်းလင်းရေးဆောင်ရွက်နိုင်ခဲ့ပြီလို့ထုတ်ပြန်ထားပါဗျ။ မြောက်စလုံးကြီးရွာကိုတော်လန်ရေးတက်တွေကရွာကိုမီးရှို့ခဲ့တယ်လို့ PNO ပြည်သူ့စစ်ဘက်ကဆွဆွဲထားပါတယ်။အဲ့ဒီလိုမီးရှို့တယ်ဆိုတာကသူတို့ဝင်တဲ့ရွာတိုင်းကိုမီးရှို့ပြီးပအိုးဒေသတစ်ခုလုံးမှာလည်းသူတို့ရဲ့အဲ့ဒီလိုမျိုးလုပ်နေတာကိုတော်လန်ရေးတက်ဘက်ကရှို့တယ်ဆိုပြီးတော့သတင်းတို့သတင်းမှားတွေဖြန့်တာသူတို့လုံနေကြလို့ပအိုးမျိုးသားလူမျိုးရေးတက်မတော် PNL တက်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုခရင်းရန်ကပြောပါတယ်။ဒါပြင်ပြည်သူ့စစ်တွေအကုန်လုံးမီးရှို့တဲ့ဗီဒီယိုဖိုင်တွေအများအပြားရှိပြီးဒီလိုလိုရက်တွေကတော်လန်ရေးတက်တွေလောက်ခဲ့တာမရှိဘူး ဘူးလို့သူကပြောပါတယ်။မြောက်စလုံးကြီးရွာထဲမှာဒေါ်လိုင်းတက်တွေထောင်ထားခဲ့တဲ့မိုင်းတွေကိုရှင်းလင်းပြီးရင်ဒေသခံပြည်သူတွေနေရက်ကိုပြန်လာနေနိုင်တော့မှာဖြစ်တယ်လို့ PNA ကဝါဒဖြန့်ထားပါတယ်။အော်တိုဝါလာ9ရက်နေ့ကစစ်တပ်နဲ့ PNO ပူးပေါင်းပြီးအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်ဒေါ်လိုင်းတက်တွေဟာပြန်လည်ဆုတ်ခွာပေးလိုက်ရပြီး PNO နဲ့စစ်တပ်ကမီးရှို့တာကြောင့်မြောက်စလုံးရွာကနေအများပြားမီးလောင်သွားတယ်လို့ဒေါ်လိုင်းတက်တွေစီကသိရပါတယ်ရှင်။ တီဗီဦးမီတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော်ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်